အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်26ရက်6လ2025ကနေနရက်9လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကာလမှာကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေအဘလိုကံရလေးတွေကြုံတွေ့ရတတ်လဲဆိုတော့အဲဒီတပတ်ကာလကတော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေအတွက်ကံကောင်းတဲ့ရက်တပတ်ကာလလို့ပဲဦးဖျားဖျားလေးပြောပြရစီတယ်နော် အဲဝန္ဒနာဝလို့ထီကန်ဆန်းကျင်ရတဲ့သူတွေဆိုရင်အဲဒီတစ်ပတ်ကာလမှာထီထိုးမယ်ဆိုရင်ဗောလေ3စား6စုံနော်ဒါမဟုတ်1စား3စုံအဲ့လိုကနန်းလေးတွေဦးစားပေးထိုးပေးပါလို့နော်အဲမြေတာလက်ဆောင်ပြောပြခြင်းနဲ့ပေါ့တော့လေတယောက်တော့ပေါ့ဗျာနော်အဲ့တော့အလုတ်ကရာစပြီးပြောကြပါတော့ဗျာနော်အလုတ်နဲ့ပတ်သက်လို့ရှိရင်လေဒီကာလမှာစနေသားသမီးတွေအလုတ်မရှိသေးတဲ့သူတွေအလုတ်လွန်မဲ့ဖြစ်နေတဲ့သူတွေဆိုရင်ဒီကာလမှာထူးထူးခြားခြားအလုတ်တွေပါလေရှောက်ထားမယ်ဆိုလို့ရှိရင်ဗောလေအလုတ်ရထတဲ့ဂိမ်းရှိတယ်တစ်ချက်ကကိုကမရှောက်ထားဘူးဆိုတော့မှအကြောင်းကြောင်းကြောင်းပေါ့လေ ကိုယ်စီကိုအလုတ်တွေကရောက်လာပြီးတော့လောက်ဟတ်တက်တဲ့ဆိုတဲ့အနေအထားဖြစ်တဲ့အတွက်အလုတ်ခံတဲ့ပတ်သက်တဲ့ကိစ္စတွေဒီမဆိုးကောင်းတဲ့ထဲမှာပါတယ်။ဒါအလုတ်မရှိတဲ့သူတွေကိုပြောတာနော်။ဆိုတော့အလုတ်ရှိတဲ့သူတွေကြတော့ဘယ်လိုလဲပေါ့။အဲ့တော့အလုတ်ရှိတဲ့သူတွေကြတော့လေမကောင်းမဟုတ်ကောင်းတယ်နော်။တချို့တွေဆိုဒီကလာမှာရာထူးတိုးဆိုတဲ့အနေအထားတွေကြုံရတဲ့။တချို့ကကြတော့လက်စားတွေပါတိုးတက်တယ်ဆိုတဲ့အနေအထားတွေကြုံရလိမ့်မယ်။ကိုယ့်ထက်ကြီးခဲ့တဲ့အထက်အလူကြီးအကြီးခဲ့တဲ့တထည်တွေအရာရှိတွေစသည်အဖြစ်ပေါ့ဗျာ။အဲ့သူတို့ရဲ့အကူအညီလက်တွဲခုံမှုတွေကြောင့်ကိုကလက်ရှိအဆင့်နဲ့နောက်တစ်ဆင့်မြင့်သွားမယ့်အနေအထားတွေကြုံရလိမ့်မယ်။ အဲ့လိုကျွန်တော်အဲ့လောက်ကအလုံးစုံအဆင်ပြေလားဆိုတော့မပြေဘူးဗျ။ဘာဖြစ်လဲမင်းကသူကအတွင်းရန်ရှိတယ်လို့ခေါ်တယ်။အလုံးမှာကိုယ်အဆင်ပြေရင်ကိုယ်မနာလို့တိုက်ခတ်တဲ့သူတွေပေါ်လာပြီးမှတ်ထားနော်။အဲ့ဒါကလည်းအဝေးရလူတွေမဟုတ်ဘူးလို့ခေါ်တယ်။အောက်လက်ငယ်သားတွေရောလော့ဖော်ကင်ဘက်အချင်းချင်းပခုံးဖက်ပေါင်းတဲ့သူတွေအားစအရှိတမျိုးကိုရတမျိုးနဲ့နောက်ကျောဓာတ်နဲ့ထိုးဖို့ကြိုးစားနေတယ်။ရန်အတိုက်ခတ်တွေရန်တွေစောင်းနေတယ်။ကိုကဘာမှမလုပ်ပဲကိုယ်ကိစ္စကကိုယ့်အကိုလုံနေတာ။သူတို့ကကိုယ်ဘာပဲလုပ်လို့ပေါ့လေ။အကောင့်မမြင်နဲ့ဆိုတော့အားစဖြစ်နေလာလိမ့်မယ်။ဒါမနာလို့ဝင်တို့ချင်းလို့ခေါ်တာပေါ့ဗျာ။အဲ့ဒါလေးကိုရင်ဆိုင်ရမယ်။ ဲ့တော့အလုပ်ထဲမှာရံမကင်းဘူးဖြစ်တဲ့အတွက်ဘယ်သူဘယ်သူမှယုံလို့မရဘူးဆိုတာလေးသိသိချင်းနဲ့အကဲမြန်ကိုစိတ်တော်ကရောက်အောင်တရားရောက်ကဒုက္ခပေးခဲ့မယ်ဆိုရင်အဲ့ဒါဒီအဝေးရလူတွေမဟုတ်ဘူးကိုယ်အနည်းဆုံးကသူတွေပဲဆိုတာလေးကိုသိစေချင်တယ်နော်အဲ့ဒါအရင်ရေးကြည့်လို့တစ်ချက်မှတ်ထားပေးပါနောက်ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စလေးပြောချင်တယ်အဲဒီတစ်ခါကာလမှာတော့စနေသားသမီးကျွန်တော်မိတ်ဆွေတွေငွေချေးကံအမရန်ကောင်းလာလိမ့်မယ်လက်လာပါလေးတွေရှင်လာတဲ့ပုံမှန်ထက်ငွေဝင်ပြီးတော့ငွေအစုလိုက်ပြန်လာရတဲ့အနေထားမျိုးလေးတွေကျွန်တော်မှဖြစ်တဲ့အတွက်အမရန်ကောင်းတဲ့ထဲမှာပါတော့ဘာမှတော့စိတ်မပူဘူးနော် အာတခုတော့ရှိပါတယ်ရတဲ့ပတ်စံတော့မြဲမှာတော့မဟုတ်ဘူးဗောလေပြောရတော့အားနာပါတယ်ကိုကဘလောက်ပဲရရရတဲ့ပတ်စံလေးတွေစောက်ကင်ဖို့ကိုဘကအတက်နိုင်ဆုံးကြိုးစားနိုင်တော့လည်းပဲကြိုးစားလို့မရတဲ့အနေထားဗောလေကုံဖို့ဆိုပြီးတော့အနောက်ကဒန်းစီစောင့်နေတာမျိုးလေးတွေဖြစ်တော့ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လေးတွေသွားဖြစ်တတ်တယ်ဗျာနော်အဲ့တော့ပတ်စံလေးပါလေရပြီဆိုရင်လက်ထက်မှာစောက်ကန်နာမျိုးတွေမလုပ်ပဲနဲ့အဲအဖက်တင်နာလေးတွေတခုလောက်ထားမှအတော်ကကြမယ်အဖက်တင်နာလောက်တဲ့အခါကျတော့ तू ကဒီကလာမှာအိမ်ပြင်တာတို့အိမ်ဆောက်တာတို့အိမ်ဝယ်တာတို့အဲ့ဒီထဲထဲမှာ အဲလုတ်လိုက်မယ်ဆိုရင်ပိုကောင်းတယ်ဒါ့အပြင်တံမိုးကြီးတဲ့ဆက်ပစ္စည်းတွေပါလေဝင်ရတဲ့ကိန်းရှိတော့ဆက်တွေပါလေပေါ့လေဝယ်တာမျိုးလေးတွေကလည်းတင့်တော်တယ်ပြောနော်အဝင်တော်တာပေါ့လေဒါ့အပြင်တချို့ကကြတော့ကိုပိုင်စီးပွားရေးလုပ်ငန်းအနေနဲ့ပေါ့နော်စိုင်းသက်တွေပါလေဖွင့်ရတဲ့ကိန်းရှိတယ်နော်အခုမှလုပ်ငန်းတစ်ခုစတင်အကောင့်ထဲပုံမယ်ဆိုပြီးတော့လုပ်ဖို့ရှိတယ်အဲ့ဒီလုပ်ငန်းထဲမှာပါဝင်ပြီးတော့ရင်းနှီးမြှုပ်နှံပလိုက်ကောင်းပါလေဆက်လာခြင်းသူကလုတ်တဲ့အခါမှာချက်ချင်းမအောင်မြင်တော့လည်းပဲဒီကောင်မှစပြီးလုပ်လိုက်တဲ့ကိစ္စတွေကလာမယ့်အနာဂတ်တွေအထိကောင်းနိုင်တဲ့အနေထားအသေးပွင့်နေခံစားမှဆိုတော့လုတ်ဖြစ်အောင်လုပ်ပါဗျာနော် ပတ်စံဒီတိုင်းအသားကြီးပဲကင်နာမယ်ဆိုရင်အကြောင်းကြောင့်အပြောင်းအပြက်တွေအမှန်များတယ်ဆိုတာလေးသိသိချင်းတယ်အဲ့တော့အဲဒီကလာမှာဘာပဲပြောပြောစနေသားသမီးတွေအများကြီးကန်တာပါတယ်ဗျာနော်နောက်တစ်ခုကကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်စနေသားသမီးတွေကိုစိတ်ပူတယ်ဗောလေကျမ်းမာရေးတွေဂရုစိုက်ပြီးဖို့အကြံပေးတယ်နဲအဲကျမ်းမာရေးနဲ့ပတ်သက်ရင်ဝမ်ဘက်ကိုပဲကျွန်တော်ထပ်ပြီးပြောရပါလိမ့်မယ်ထပ်ပြောမယ်အဲဒီဝမ်ဘက်ထဲကနေဖြစ်လို့ရှိရင်ကြောက်ကနေပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တယ်စိတ်မှာကြောက်တဲ့ဓာတ်တို့ကြောက်ကနေပတ်သက်တဲ့ယောဂါတို့နော်အဲကြောက်ယောဂါတွေဒါဖြစ်တတ်တယ်ခါနာဓာတ်တို့ခြေထောက်နာဓာတ်လေးတွေပါလာတတ်တယ် ဒါအပြင်လည်းအဲ့ဒီမျက်နာအရေပြားတွေပေါ်မှာအနာလိုအဖုတွေအများကြီးပေါက်တာတွေအားဖြစ်လာရင်မကောင်းဘူးဗျာအဲ့တော့ကျမ်းမာရင်ကျန်လို့ဆေးရုံဆေးခံပြမယ်ဆိုရင်တော့တနင်္ဂနွေတန်သမီးဆရာဝန်နဲ့ပြရင်ပို့ပြီးတော့ကောင်းပါလိမ့်မယ်ဗျာနော်အစားအစာတွေရှောင်မယ်ဆိုရင်တော့ချမောင်ကျော်တို့မြစ်တို့အချင်ဘတ်တို့နော်ငပိငဖဲအဲ့ဒါမျိုးတွေလုံးဝမစားဘူးဆိုရင်တော့ပို့ပြီးကောင်းပါလိမ့်မယ်ဗျာနော်အဲအချစ်အရာဝန်နဲ့ပတ်သက်လို့ရှိရင်တော့လေစနေတန်သမီးတွေအဲစမ်းပွင့်နဲ့ကန်ရတယ်မှာပါတယ်လို့ခေါ်တာဗောနော် အဲ့တော့ချစ်သူမရှိရင်ချစ်သူရမယ်ရတဲ့ချစ်သူလည်းမဆိုးကောင်းတယ်ပေါ့နော်အဲ့တော့ဒီပါလေးကြားမယ်ဆိုတော့ဒီကလာမှာကြားတဲ့အင်တော်ကကောင်းပါတယ်ပေါ့နော်အဲတခုတော့ရှိပါတယ်မေတ္တာရေးမှာကိုတကယ်ချစ်တဲ့သူတွေကိုနဲ့ပတ်သက်မိတဲ့သူတွေကလွတ်လွတ်လပ်လပ်မဟုတ်တဲ့သူတွေပေါ့လေမချစ်တဲ့သူတွေကိုသွားချစ်မိတဲ့အခါမှာတော့နောက်ဆက်တွဲပြဿနာလေးတွေပါရင်အခက်မသိရင်အမှုကိန်းလေးတွေဖြစ်တဲ့တချက်သတိထားပြီးပါလို့အကြံပေးခြင်းတယ်နော်အဲအဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုရင်မကောင်းဘူးပေါ့လေအမှုတွေပါတယ်ဖြစ်တဲ့ပြီးတော့ကိုယ့်ရဲ့ရွေးချယ်မှုတွေတွေကိုယ့်ရဲ့အခြေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဟာလေးတွေက ကိုယ့်ရဲ့မိသားစုညီကောင်မောင်နှမမိတ်ဆွေရင်းနေကြတဲ့မှာလောင်းသဘောထားကွဲလွဲမှုတွေတွေအစားဖြစ်လာတတ်သေးတယ်ပြီးတော့ဒီကာလမှာမြေကိစ္စအမွေကိစ္စနဲ့ပတ်သက်တဲ့ပြဿနာလေးတွေစကားပြောဆိုအဆင်မပြေတာလေးတွေဖြစ်တတ်တယ်နော်ဆိုတော့မိတ်ပြတ်ဆွေပြတ်ဖြစ်တတ်တယ်ဆိုတော့ကိုကရှင်းပြရအောင်လက်မခံလို့အဲလက်ခံလို့မရတဲ့အနေအထားတွေကြုံရတာမျိုးဖြစ်တဲ့အတွက်စိတ်ကိုတော့အတတ်နိုင်ဆုံးထိချုပ်ပေးပါဗျာနော်တခုဆိုရင်စနေသားမျိုးတို့မြူဒီမှာမဟုတ်မခံစိတ်ရှိတော့လေဝုံနိုင်ထပြီးပောက်ွက်တဲ့အခါမှာကိုပဲလူဆိုးဖြစ်ပြီးကြံခဲ့တာမျိုးတွေဖြစ်တတ်တဲ့အတွက်ဂယုဆိုင်ပဲရံများထတဲ့ကာလတွေမှာတော့ရှိနေတယ်ဆိုတာလေးသိစေချင်ပါတယ်ဗျာနော် ပြည်သားရေးနဲ့ပတ်သက်လို့ရှင်တော့စနေသားသမီးတွေကံလေးတွေညံ့နေဗျစောင်းဝဲတွေပါတယ်ဖြစ်ရင်စောင်းဝဲကြကြတဲ့ကိန်းရှိတော့အတွက်ပြည်သားရေးမှုဝရိယအားလေးနှဆသုံးသလောက်တင်ပြီးကြိုးစားပေးပြီနော်အဲ့ဒီမှာတချို့ဟာစာပြည်သားရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပေါ့အစင်မပြေတာလေးတွေဖြစ်တဲ့အတွက်အောင်းတွေပါတယ်ရှောက်ထားမယ်ဆိုရင်ဒီကလာမှာပယ်ချခြင်းခံရတာလေးတွေအစားဖြစ်တဲ့အတွက်အဲအရင်တော့အိတ်မမျော်နေနဲ့ပေါ့လေအဲ့တော့ခုဘက်ကတော့လိုအပ်သလောက်ဝရိယလေးထက်တင်ကြိုးစားပြီးလိုတဲ့ရရလေးတွေချိန်မယ်ဆိုတော့အများကြီးအထောက်ပံ့ကောင်းလေးတွေဖြစ်တည်လာပါလိမ့်မယ်နော်အပြေပသွားဖို့ကြိုးစားတဲ့သူတွေဆိုလဲ အဲဒီအပိုင်းမှာနိုင်ငံသားတက်တဲ့ဂိမ်းရှိတယ်။သွားကင်လည်းအဆင်ပြေမယ်ဆိုတဲ့ဂိမ်းတွေမှာပါတဲ့အတွက်ထွက်နိုင်ဖို့ကြိုးစားပေးပါကြနော်။ဇွန်လ29ရက်28ရက်30ဇူလိုင်လ1ရက်2ရက်အရက်တွေတောက်ရှောင်းအမရံကန်ကောင်းတယ်ဗျ။အခုအနေနာပေါ့ဝင်ချင်မှာမင်္ဂလာပွဲတွေအလူပွဲတွေနော်ဘာသာရေးနဲ့ဆက်နွယ်တဲ့ပွဲတွေကြုံရတာမျိုးတွေဖြစ်တဲ့တယ်။အဲ့လိုဖြစ်လို့ရှိရင်ကိုယ်တိုင်ကိုယ်ကျပေါ့ဝင်ဆောင်းခွင့်ရရင်ပိုကောင်းတယ်ဗျ။စီးပွားလက်လာပါအမရံတိုးတက်လာလိမ့်မယ်။ကြုံရတဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေပါလက်ပွင့်သွားမယ်အနေအထားတွေဖြစ်လာလိမ့်မယ်နော်။ ီးတော့ဒီကာလမှာအရင်ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့လေလုပ်ငန်းဆောင်တာတွေဆိုရင်ရက်တက်နေတဲ့နေရာကနေအဲ့ရက်ပိုင်းမှာပြန်ပြီးလှုပ်ဆောင်နေတဲ့အနေအထားလေးတွေဖြစ်တည်လာလိမ့်မယ်စုပေါင်းဆက်ပေါင်းကိစ္စလေးတွေအကျိုးပေးတာမျိုးဖြစ်တယ်တံမိုးကြီးတဲ့ဆက်ပစ္စည်းလေးတွေအိုးအိမ်တွေဝင်တက်တဲ့ကိန်းရှိတဲ့အတွက်အဝင်တော်တယ်အေးချမ်းချမ်းရတာပေါ့နော်ဇွန်လ26ရက်29ရက်ဒီမှာတော့အညံ့လေးတွေရှိတယ်လင်းနဲ့မရကြမိမနဲ့တာသမီကြအဲမပြေလည်မှုတွေတွေညီကောင်မတော်အချင်းချင်းစိတ်ဝင်ကွဲမှုတွေတွေဖြစ်တဲ့အချင်းချင်းမိပြတ်ဆွေပြတ်တွေတွေဖြစ်တဲ့ကိန်းရှိတဲ့အတွက်အထူးသတိထားပဲအထူးသဖြင့်ပတ်သက်တဲ့သူတွေထဲမှာပေါ့ဗျာ ဘောဒခုသာသမီတရင်းလာသာသမီကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်သောကနေတွေရောက်တတ်တယ်အချစ်သူအိမ်တော်ဘက်တွေကအိမ်နေနေတွေပါရင်တော့အိမ်ကလာမှာအိမ်ဘဝဆင်းဝါးတာလေးတွေပဏိပခပြဿနာလေးတွေဖြစ်တာလေးတွေကြုံရတတ်တယ်မျက်နှာချင်းဆိုင်တာနဲ့ရံဖြစ်မယ်ဆိုတော့ဂိမ်းခံမျိုးတွေအစားသွားဖြစ်တော့ဂကျူဆိုင်ပြီတချို့ဆိုရင်ကိုသာသမီတွေအိမ်ကလာမှာကိုရဲ့အိမ်ဟာနေထွက်သွားတာမျိုးတွေဖြစ်တတ်တယ်ကောင်းတော့ထွက်ခြင်းမျိုးတော့မဟုတ်ဘူးပေါ့လေနော်ဆိုတော့အဲ့ဒါလေးတော့ဂကျူဆိုင်ပေါ့အဲ့တော့ဒီကလာမှာကန်ရရဲ့ထောက်မမှုအပြေဝရအောင်အဝါရောင်အပြာရောင်အရင်မိခိုးရောင်နှုတ်နေရောင်တို့ကိုအဓိကထားပြီးတော့ဝတ်ဆင်သုံးဆွဲပေးပါဒါအပြင် အဲပန်းအနေနဲ့ပေါ့နော်ဩသာညုံတို့ကြောက်စိန်ပန်းတို့အုံပန်းတို့စပယ်ပန်းတို့အုံပန်းစပယ်ပန်းအိပ်ပန်းတွေကတော်တော်လေးအသုံးပြုရလိမ့်မယ်အဲဒီတစ်ခါတော့ကောင်မှအမရန်ကောင်းစီတယ်အိပ်ပန်းတွေကိုမြို့လို့ယုံကြည်ကိုဝတဲ့ဖရားမှာဖရားပန်းကတာပဲဖြစ်ဖြစ်နေအဲ့ခါနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပြပါအဲ့တော့ကျွန်တော်ရဲ့အညံ့လေးတွေကင်ပြီးကောင်းတဲ့ကံလေးတွေပို့ကောင်းအောင်ရရအနေနဲ့ဘာလုပ်ရမလဲဆိုတော့မြတ်စွာဘုရားမှာထင်းဤတက်စစ်တွေလူတန်းပြအောင်လူတန်းပေးပါဗျာနော်ဒါအပြင်ငါတက်စစ်တွေကိုချောင်းတို့မြစ်တို့လိုစီစင်းတဲ့ရေရှင်မှာလွတ်ပြအောင်လွတ်ပေးလိုက်ပါ ဒါဆိုတော့စနေသားသမီးတွေကြုံရတဲ့အညံ့တွေကင်းပြီးတော့ကောင်းတဲ့ကံတွေကအေကံမှုချပူရေးကောင်းသွားပါလိမ့်မယ်။အဲစနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ။